ကမ္ဘာနိုင်ငံအသီးသီးမှာတော့မတူကွဲပြားတဲ့ကိုယ်ခွင့်မှုတွေနဲ့ထူးခြားဆန်းမြောက်ယုံကြည်မှုတွေရှိပါတယ်။ဒီတဲ့တစ်ခုနဲ့တစ်ခုတော့ယုံကြည်မှုတွေကလည်းတူညီခြင်းတော့မရှိပါဘူး။ဒါပေမဲ့တချို့ယုံကြည်မှုတွေကဘိုးစိပေါက်ဆက်လက်စစ်ကမ်းလာကြတဲ့အရာတွေလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ Lady Bird လို့ခေါ်တဲ့ပိုးတောက်မှာအမျိုးအစားကတာမန်အေးဆက်ပိုးသမီးလို့ထင်ကြပါတယ်။ဒါပေမဲ့ video ရင်ငယ်မှာတော့ Lady Bird ကိုကံကောင်းစေအေးဆက်ပိုးကောက်အဖြစ်သတ်မှတ်ထားကြပါတယ်။ video လူမျိုးတွေအတွက်တော့ Lady Bird ကကံမကောင်းစေတဲ့အရာတွေကိုလည်းတားဆီးပေးသလိုကံကောင်းစေတဲ့အရာတွေကိုစောင့်ကြည့်ပေးတဲ့အရာဖြစ်သတ်မှတ်ထားကြပါ တယ်။ဒါကြောင့် Ladybug ကို UK မှာတော့ကင်ကောင်းစီရဲ့အဆောင်အဖြစ်သတ်မှတ်ထားကြတယ်။ဒါကိုပြောမယ်ဆိုလို့ရှိရင်တော့ Alexi ကိုပြင်မျိုးသွားမှာပါ။အာလက်စင်ငယ်ပြောစကားတွေနဲ့ January အရဆိုလို့ရှိရင်တော့ Alexi ရဲ့ color တခုမှာ video နဲ့ရဲ့ကောက်ပဲတင်းနေနေရ insect bore တွေရဲ့ဖြည့်ဆည်းခြင်းကိုခံခဲ့ရပါတယ်။အဲ့ဒီအခါမှာလက်သမားတွေက Meron Mice ကိုသွားပြီးဆူတောင်းကြပါတယ်။သူတို့ရဲ့ဆူတောင်းတွေကအမှန်တကယ်ဖြစ်လာလို့ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ဆူတောင်းမိရဲ့အခါမှာပဲအနီအောင်နဲ့လိမ်မောင်အောင်ရှိပြီးတော့တောင်ဝင်တွေပေါ်မှာအမဲရောင်အဆက်အပြောက်တွေပါတယ်။အာ ါ Lady Bird လို့ခေါ်တဲ့ပိုးတောင်မာတွေကတင်းနဲ့ဖြတ်ပိုးတွေကိုဖြတ်စည်းစားတောက်လိုက်ကြပါတယ်။ဒါကြောင့်လေ Lady Bird လို့ခေါ်တဲ့ပိုးကောင်တွေက Vidin လူမျိုးတွေအတွက်တော့ကံကောင်းမှုတွေကိုစောင့်ကြည့်ပြီးအရာအဖြစ်လက်စစ်ကဲယုံကြည်လာခဲ့ကြပါတယ်။ Vidin မှာတော့ Lady Bird ကကံကောင်းစီရဲ့အဆောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ရှင်ငွေကြောက်တဲ့ brand များရင်းနဲ့ပြုလုပ်ထားတဲ့ Lady Bird necklace လက်ကောက်လက်ဆွဲနဲ့ keychain တို့အပြင် Lady Bird ပုံစံအမျိုးမျိုးနဲ့အဆောင်တွေလည်းရှိပါတယ်။ဒါကြောင့်မလို့ Lady Bird က Vidin လူမျိုးတွေအတွက်တော့မရှိမဖြစ်ထားရှိရမယ်ကံကောင်းစီရဲ့အဆောင်တစ်ခုကိုပြောရမှာပဲဖြစ်ပါတယ်။